ဒရမ်းမဲယဉ်ကျေးမှုအငွေအနှစ်မြမသဏ္ဍခါလိမ့်ချယ်မှုတလေယဉ်ကျေးမှုဆိုတာနိုင်ငံတဲ့လူမျိုးတို့ရဲ့ပြီးသေးတာလက္ခဏာဖြစ်ပါတယ်နိုင်ငံတိုင်းကမိမိတို့ရဲ့ကိုယ်ပိုင်ယဉ်ကျေးမှုများပြောင်းလဲမသွားစေရန်ထိမ့်သိမ်းစောင့်ရှောက်ခြင်းမိမိတို့ရဲ့ယဉ်ကျေးမှုကိုပုံမှန်မြင့်မာအောင်မြင့်တင်ခြင်းတို့ဆောင်ရွက်လျက်ရှိကြပါတယ်ကုလသမဂ္ဂပညာရေးသိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ UNESCO ကကမ္ဘာတဝန်းရှိယဉ်ကျေးမှုအမွေအနှစ်များကိုထိမ့်သိမ်းစောင့်ရှောက်လျက်ရှိရမှာ မျက်စိနှင့်မြင်တွေ့နိုင်သောရင်ကျေးမှုအမွေအနှစ်များကိုဒရက်ရှိရင်ကျေးမှုအမွေအနှစ်ဟူ၍လကောင်းမျက်စိနှင့်မမြင်နိုင်ပေလူသားတို့ရဲ့ရင်တွေနှလုံးသားတွင်ထင်ကြံမှတ်ယူ၍ဆောင်ရွက်နေရဲ့ရင်ကျေးမှုအမွေအနှစ်ကိုဒရက်မဲ့ရင်ကျေးမှုအမွေအနှစ်ဟူ၍လကောင်းသတ်မှတ်ဆောင်ရွက်နေခြင်းဖြစ်ပါသည်ဒီနေရာမှာဘာသာစကားယုံကြည်ကိုးကွယ်မှုများအမှုပညာအတတ်ပညာရိုးရတလီများစသည်ကိုပါဝင်တဲ့ဒရက်မဲ့ရင်ကျေးမှုများက globalization ခေတ်မှာနှိမ့်မြန်စွာပြောက်ွယ်သွားရတော့မယ့်အနေနဲ့တကမ္ဘာလုံးမှာရင်ဆိုင်လာရပါတယ်။သို့ဖြစ်ရာ UNESCO က drummer ရင်ကျေးမှုအမွေအနှစ်များကိုကာကွယ်ထိန်းသိမ်းဆောင်ရှောက်ရန်လေးစားတန်ဖိုးထားတတ်စေရန် အဖွဲ့အစည်းများအုပ်စုများနဲ့သက်ဆိုင်ရာပုဂ္ဂိုလ်များရဲ့ drummer ရင်ကျေးမှုအမွေအနှစ်ကိုလေးစားတန်ဖိုးထားရန်ဒေတာတွင်နိုင်ငံတော်နဲ့နိုင်ငံတကာတို့အတွင်မှ drummer ရင်ကျေးမှုအမွေအနှစ်ရဲ့အရေးပါမှုကိုအသိပညာပေးမြှင့်တင်ရန် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုနဲ့ထောက်ပံ့ကူညီပေးရန်ဆိုတဲ့ရည်ရွယ်ချက်များဖြင့်2003ခုနှစ်ဒရမ်မဲ့ရင်ကျင်းမှုအမွေအနှစ်များအားကာကွယ်စောင့်ရှောက်ရေးဆိုင်ရာပဋိညင်စာချုပ်ကို32ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေအစည်းအဝေးမှာကြေညာခဲ့ပါတယ်။ အဆိုပါစာချုပ်ရကဘာတဝမ်းရှိရည်ကျေးမှုများကိုကဘာငွေနှင့်စီရင်သို့တင်သွင်းကြရမှာမြန်မာနိုင်ငံအနေဖြင့်2024ခုနှစ်ဒီဇင်ဘာ9ရက်မှာမြမယိုရာမဟာတကြံပွဲတော်ကို UNESCO ရဲ့လူသားမျိုးနွယ်ကူစားပြုဒရမဲ့ရည်ကျေးမှုအမွေအနှစ်စီရင်မှာပထမဆုံးပါဝင်နိုင်ခဲ့ပါတယ်။သို့ဖြစ်ရာပြီးခဲ့တဲ့2025ခုနှစ်တကြံပွဲတော်ကိုရိုးရအစင်လာမပြန်ထူးခြားစီကတိုင်းမြိုက်စွာကျင်းပသွားရန်ကြိုတင်စီမံဆောင်ရွက်ခဲ့ပါတယ်။ တို့ရရင်မလာ၂၈ရက်မှာမန္တလေးငရင်ကြီးလှုပ်ခတ်ခဲ့ပြီးငရင်တန်တဲ့ဒေသများမှာပျက်စီးဆုံးရှုံးမှုပမာဏကြီးမားစွာဖြစ်ပေါ်ခဲ့တာကြောင့်စာနာထောက်ထားသောအပြင်မဟာတကြံပွဲတော်ကိုအပျော်အပါတီဆိုတီးမုတ်ကောက်ခုံမှုများမပြုတော့ပဲရင်ကြီးတိမ်မွေးတဲ့အေးချမ်းသာယာတဲ့တကြံဖြစ်တာကျင်းပခဲ့ပါတယ်အေးတကြံဖြစ်ကျင်းပခဲ့တဲ့တကြံမှာတူးကြတာက တနက်ခါပါတို့လိမ့်ချဲ့ပြီးတဲ့ရင်ကျေးမှုတလိထုံတန်းတစ်ခုရင်ကျေးတိမ်မွေးစွာပြန်လည်ထွက်ပေါ်လာခြင်းဖြစ်ပြီးလူမှုကွန်ရက်မှာလည်းနှစ်သက်ကြောင်းကြီးကျိုးဂုံမျိုးကြောင်းမှတ်ချက်များရေးသားခဲ့ကြတာကိုတွေ့ရပါတယ်။ယခုအခါမြမယူရာဒရမ်မဲ့ရင်ကျေးမှုတရက်ဖြစ်တဲ့တနက်ခါလိမ့်ချဲ့တဲ့တလိကိုမြမနိုင်ငံရဲ့ဒုတိယမြောက်လူသားမျိုးနယ်ကိုစားပြုဒရမ်မဲ့ရင်ကျေးမှုအမွေအနှစ်စီရင်ဝင်ဖြစ်ပါဝင်နိုင်ရေးအတွက်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ မိမိတို့ရဲ့ကိုပိုင် dress ရှိ dress မဲ့ရင်ကျေးမှုအမွေးနဲ့များမပြတ်မပြတ်အောင်ထိမ့်သိမ့်ကာကွယ်စောင့်ရှောက်ရေးကမိမိတို့အားလုံးရဲ့တာဝန်ပဲဖြစ်ပါရဲ့ရှင်။